ဝေဟမှာပိုကြနိုင်မှုထွက်ပေါ်လာတဲ့ American Fighter Jet F47 နဲ့ Dual Pod CCA Drone အမေရိကန်က Next Generation Air Dominance တနည်းအားဖြင့် Anglo အမိပေးထားတဲ့ Lower စစ်လေယာဉ်တစ်မျိုးကိုတီထွင်ထုတ်လုပ်နေကြတာပါဒီလေယာဉ်နဲ့ပတ်သက်ပြီးအခုချိန်ထိသိထားရသမျှကတော့ဒါဟာအမေရိကန်ရဲ့ပထမဆုံးမျိုးဆက်6စစ်လေယာဉ်ဖြစ်လာမှာဖြစ်ပြီးထိန်းချုပ်နိုင်တဲ့ Drone အုပ်စုငယ်လေးတွေလည်းပါဝင်လာမှာဖြစ်ပါတယ်အခုတော့ပိုပြီးစိတ်လို့ရှားကြောက်ကောင်းတဲ့အချက်လက်တွေထွက်ပေါ်လာခဲ့ပါပြီ။ အမေရိကန်လေထံဦးစီးချုပ်တဦးကစစ်လေရင်တဲ့အဓိကစွမ်းဆောင်ရည်အချက်လက်တချို့ကိုထုတ်ဖော်ပြောကြားလိုက်တာကြောင့်ပါပဲဒီလေရင်ကို F47 လို့အမည်ပေးခဲ့ပြီးရန်သူတွေအထွတ်ထောက်ထိတ်လန့်ရမယ့်သတင်းလည်းဖြစ်ပါတယ်ဘာလို့လဲဆိုတော့ထပ်ပေါ်လာတဲ့အချက်လက်တွေကထင်ထားတာထပ်ပို့ပြီးအံ့အားသင့်စရာကောင်းနေလို့ပါပဲမေလာ7ရက်နေ့မှာဒဝါဆောင်ကသတင်းထုတ်ပြန်ချက်အရအမေရိကန်လေထံဦးစီးချုပ်ဗိုလ်ချုပ်ကြီးဒေးဗစ်အယ်ဗင်က H ပေါ်မှာသတင်းချက်လက်ပုံတပုံကိုမျှဝေခဲ့ပြီးအမကန်စွမ်းဆောင်ရည်တွေကိုဖော်ထုတ်ပြသခဲ့တယ်လို့သိရပါတယ် ဒီပုံထဲမှာအမေရိကန်လေတပ်ရဲ့လက်ရှိမျိုးဆက်၄နဲ့မျိုးဆက်၅စစ်လေရင်တွေနဲ့လာမယ့်မျိုးဆက်၆စစ်လေရင်နဲ့အတူပြန်တမ်းမဲ့ drone တွေကိုပါနိုင်ရှင်ဖော်ပြထားတာကိုတွေ့ရပါတယ်။အရင်မှာပဲစွမ်းဆောင်ရည်ချက်လက်တွေကပေါ်ထွက်လာခဲ့တာပါ။ပထမဆုံးသိခဲ့ရတဲ့အချက်ကတော့ F47 ဟာရေမိုင်း1000လောက်ထိပြန်တမ်းနိုင်စွမ်းရှိတယ်ဆိုတဲ့အချက်ပါပဲ။ဒီစွမ်းဆောင်ရည်ကဒီလေရင်တစ်ထွက်တကယ့်ကိုကြီးမားတဲ့အားသာချက်ပါ။ဘာလို့လဲဆိုတော့အမေရိကန်မှာလက်ရှိရှိနေတဲ့ဘယ်လီရင်ထက်မဆိုဒီပြန်တန်းနိုင်စွမ်းကတာလွန်နေလို့ပါပဲ ဒီလိုမြန်မာတွေပြန်တန်းနိုင်စွမ်းရှိတဲ့အတွက် F47 ကို A280 ဘူပေါင်းတွေကိုကောင်းကောင်းတိုက်ခိုက်ဖို့ဒီဇိုင်းထုတ်ထားတာဖြစ်နိုင်တယ်လို့ဆိုကြပါတယ် A280 ဆိုတာမထိုးပေါင်းနိုင်တဲ့ဘူပေါင်းလို့တင်စားထားတဲ့လေကြောင်းကာကွယ်စနစ်တွေပါပဲရည်ရွယ်ချက်ကတော့လေကြောင်းရဲ့ကာကွယ်ရေး unit တွေကိုအသုံးပြုပြီးဘယ်သူမှမသွားနိုင်တဲ့ဇုံတစ်ခုကိုဖန်တီးဖို့ပါပဲဒါဟာထင်တာထက်ရိုးရှင်းပါတယ် လေချောင်းကာကွယ်စနစ်တွေရဲ့ထိရောက်တဲ့အကွာအဝေးတွေက A2AD ပူပေါင်းကိုဖန်တီးပြီးဘယ်လီမှဒီပူပေါင်းတွေကိုမဝင်ရောက်နိုင်ဘူးဝင်ရောက်လာရင်ပြေချခံရနိုင်တယ်ဆိုတဲ့သဘောပါပဲရုရှားနိုင်ငံရဲ့ခရိုင်းမီးယားအရေးမှာလေဒီလိုပူပေါင်းမျိုးဖန်တီးဖို့ကြိုးစားခဲ့တဲ့ဥပမာတွေရှိပါတယ်ရုရှားဟာ S400 နဲ့ S300 အပါအဝင်လေချောင်းကာကွယ်စနစ်အများအပြားကိုအဲ့ဒီဒေသမှာဖြန့်ကျက်ချထားပြီးကောင်းငရံကိုကာကွယ်ထားတာပါဒီလေကြောင်းကောက်ွယ်ရေးတွေကိုဂန်ယိုရန်ကောက်ွယ်ရေးတင်မောဖြတ်ဒုံးကြီးစနစ်တွေကဖြည့်ဆည်းပေးထားပါတယ် ဒီစနစ်တွေပေါင်းစပ်လိုက်တဲ့အခါမှာတော့ခေါင်းဝင်ကနေပဲဖြစ်ဖြစ်ပင်လယ်နက်ကနေပဲဖြစ်ဖြစ်တိုက်ခိုက်လာတာကိုကာကွယ်နိုင်မှာပါဒါပေမဲ့ဒီနည်းပြဟာကရုရှားလိုချင်တဲ့အလုပ်ဖြစ်မလာခဲ့ပါဘူးအထူးသဖြင့်လေကြောင်းဘက်မှာပါပဲယူကရိန်းရဲ့တာဝေးဒရုန်းတွေနဲ့ဒုံးကျည်တွေဟာရုရှားရဲ့ A2AD ပူပေါင်းကိုအချိန်များစွာထိုးပေါက်ခဲ့ကြပါတယ်ဒါပေမဲ့ F16 အပါဝင်ဘယ်လီငါမတို့ခရမ်းမီးယားလေပိုင်းနဲ့ထဲကိုမဝင်နိုင်ခဲ့ပါဘူးအဲ့ဒါဗိုလ်ပေါင်းတွေကြောင့်ပါပဲ F47 ရဲ့ထူးခြားတဲ့ပြန်တန်းနိုင်စွမ်းကဒီပြဿနာကိုတုံပြန်နိုင်မှုအလားအလာရှိနေတာပါရေမိုင်းတထောင်ကျော်ပြန်တန်းနိုင်တာဟာလေယာဉ်မှုတယောက်မှဖြစ်တဲ့ဆိုရင်ပူပန်မှုတွေကိုရှော့ချပေးပါရီဒီအချက်တွေစိတ်ပူစရာမလိုတော့ရင်တို့အနေနဲ့ A2AD ပူပေါင်းတွေကိုထိုးပေါက်ဖို့ကိုပိုပြီးအာယုံဆိုင်နေမှာပါရေတက်ကတော့ F47 ဟာလက်ရှိအသုံးပြုနေတဲ့တခြားလေယာဉ်တွေထက်95ရာခိုင်နှုန်းပိုမိုပြန်တန်းနိုင်မယ်လို့ခန့်မှန်းထားတာပါတကယ်တော့ F47 ဟာ95ရာခိုင်နှုန်းထက်တောင်ပိုပြီးတာလွန်နိုင်ပါသေးတယ် ဥပမာအားဖြင့် F35 CR ရေပိုင်း690ခန့်ပြန်တန်းနိုင်ပြီးဝေဖန်သူတွေကရန်သူပြင်းမဲ့တွေကိုတိုက်ခိုက်ဖို့လောလောတဲ့ပြန်တန်းနိုင်စွမ်းမရှိဘူးလို့ပြောဆိုခဲ့ပူပါရယ်။ဒါကြောင့်ရေပိုင်း850ပြန်နိုင်တဲ့ F47 ကိုတီထွင်ခဲ့တာပါ။ဒီချိန်မှာလေရင်ကမိုင်တထောင်ကျော်အထိပြန်တန်းနိုင်တဲ့အတွက်မျော်မဲချက်ထက်တောင်ကျော်လွန်နေခဲ့ပါရယ်။ဒါပေမဲ့တရေထားစရာတခုတော့ရှိနေတာပါ။ F47 ဟာလာမယ့်ဆယ်စုနှစ်များစွာအတွက်အမေရိကန်ရဲ့လေကြောင်းအုံဆောင်သူဖြစ်လာဖို့ရည်ရွယ်ထားတာပါ။ နောက်ထပ်ထပ်တီထွင်မဲ့လေရင်တွေဆိုရင်လည်းဒီထက်ရော့မှာမဟုတ်ပါဘူး။အဲဒီကြောင့်ရင် လေချောင်းကာကွယ်စနစ်တွေကလည်းပူပြီးချဲထွင်လာရတော့မှာပါ။လက်ရှိမှာ F47 က A2AD ပူပေါင်းတွေကိုထိုးပေါက်နိုင်စွမ်းရှိတယ်ဆိုပေမဲ့လေချောင်းကာကွယ်စနစ်တွေထပ်ချဲထွင်လာတဲ့ကအသုံးဝင်တော့ပါမလားဆိုတဲ့မေးခွန်းတွေကလည်းရှိလာတာဖြစ်ပါတယ်။ဒါပေမဲ့ဗိုလ်ချုပ်ကြီးရဲ့ဖင်ကဒီလေရင်တွေရဲ့ပြန်တန်းနိုင်စွမ်းကရေမိုင်းတစ်ထောင်ကျော်ရှိတယ်လို့ပြောခဲ့တာပါ။ဘယ်လောက်ကျော်လဲဆိုတော့သေချာမပြောထားပါဘူး။ မိုင်းဆယ်ကနန်းလောက်ဆိုရင်တော့ရန်ရှိမှာထိရောက်ပေမယ့်အနာကမှာတိတ်သုံးဝင်မှာမဟုတ်ပါဘူး။မိုင်းရာကနန်းလောက်ထပ်တိုးနိုင်မှရေရှည်အတွက်အဆင်ပြေနိုင်မှာလေးဖြစ်ပါရင်ဘလောက်ဝေဝေပြန်တန်းနိုင်လဲဆိုတာပြင်ဘလောက်မြေမြန်ပြန်တန်းနိုင်လဲဆိုတာကလည်းတိုက်လေရင်တွေအတွက်အရေးကြီးပါရယ်။အားရမရန်သူတိုက်ခိုက်မှုကိုကြော်လွှားနိုင်မှာပါ။ F47 မှာတော့ March 2ကြော်ကြော်ထက်မြန်နေလို့ပြောထားတာပါ။အစံထက်နှစကြော်မြန်နေတဲ့သဘောပါပဲ။ဒီနေရာမှာလည်းနှစပြင်ဘလောက်ကြော်လဲဆိုတာတေချာမသိဟာသေးပါဘူး။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က F47 ကိုတည်ဆောက်ဖို့ဗော်ရင်းနဲ့စားကြောက်ချော့ကလေးကအယမ်းမြန်နဲ့လေရင်ဆိုပြီးတုံးတုံးခဲ့တာပါဒီနေရာမှာလေအယမ်းမြန်ရင်ဖြစ်လာမယ့်ပြဿနာတွေရှိပါတယ်အဲ့ဒါကအယမ်းမြန်လေးအပူဓာတ်ပိုထုပ်လေးဖြစ်ပြီးဒုံကြီးတွေအတွက်အကျိုက်ဖြစ်လေကိစ္စပါပဲအရေးတွန်းအတန်းလေးကိုပြောင်းနီးပညာတွေသုံးရပါတယ်စိတ်ဝင်စားစရာကောင်းတာက F47 ဟာဒီအမြန်နှောင်းကိုတာလုံကောင်းမွန်တဲ့ပုံဖြောင်းနီးပညာတွေနဲ့ပေါင်းဆက်ထားမှဖြစ်ပါတယ်လက်ရှိ F35 နဲ့ F22 မှာလေအဲ့လိုနီးပညာတွေပါဝင်နေတာပါ အက်ဖဂန်နီတို့ရဲ့ရေဒါဖြောက် area ဟာစတင်ကြောင်လုံးတစ်လုံးအရွယ်လောက်သေးငယ်ပြီးရန်သူရေဒါပေါ်မှာမမြင်နိုင်သလောက်ပါပဲဒါဆိုရင်ပိုအစိမ့်နဲ့ပုံဖြောင်းနီးပညာပါတဲ့ F47 ကတူးထက်တောင်ပိုပြီးတင်းငယ်တဲ့ရေဒါဖြောက်စနစ်တာမကအပူတင်ရှော့ထားစနစ်ကိုလည်းပိုင်ဆိုင်ထားချင်ရှိပါတယ်ဒါဆိုရင်ရန်သူတွေဟာရေဒါပေါ်မှာမြင်တော့မမြင်ရတဲ့ချိန်ချမှုတစ်ခုနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးဘလောက်ပဲထရောက်တဲ့လေချောင်းရံကာကွယ်စနစ်ရှိနေပါစေပြမတ်ကိုရှာမတွေ့ရင်ဘာသုံးဝင်တော့မှလဲဆိုတဲ့အနေအထားတွေကိုလည်းတွေးရနိုင်ကြတွေရှိနေပါတယ် ဒါတရှင် interest ရဲ့ဖော်ပြချက်အရတော့အမေရိကန်ရဲ့အချုပ်အခြာအာဏာအတွက်အကြီးမားဆုံး change ချမှုတစ်ခုဖြစ်တဲ့တရုတ်နဲ့ရုရှားတို့ဟာခင်မီလေကြောင်းရဲ့ကာကွယ်စနစ်တွေကိုပိုင်ဆိုင်ထားကြတယ်လို့ဆိုပါတယ်။ဒီလိုစစ်ပွဲတွေအတွက်လေယာဉ်မှုတွေဟာရန်သူနယ်မြေကိုမြန်မြန်ထိုးပေါက်ပြီးတိုက်ခိုက်နိုင်တဲ့အပြင်လူဝိုင်းရဲ့အမြဲဆုံးပြန်လည်ထွက်ခွာနိုင်ဖို့မြန်အောင်နဲ့ပုံရိပ်ဖြောင်းနိုင်စွမ်းပေါင်းစပ်မှုကအလွန်အရေးကြီးပါတယ်။အရေးအတွက် F47 ကအချိန်ကိုက်ပေါ်ထွက်လာတယ်လို့ပါပဲ။ဒါပေမဲ့ F47 ရဲ့အမြင်ဆုံးအမြန်တော့ကိုဘယ်လောက်ကြာကြာထိန်းထားနိုင်မလဲ။ တကယ်ပြန်တန်းတဲ့အခါမှာအခက်အခဲတွေကိုထင်ထားသလိုကြော်လွားနိုင်ပါမလားဆိုတော့မေကွန်တွေကလည်းရှိလို့နေပါသေးတယ်။ဒါအပြင် F47 ရဲ့အစောပိုင်းဒီဇိုင်းတွေမှာကန်နဲ့လို့ခေါ်တဲ့အတောင်ပိုင်းငယ်လေးတွေပါဝင်ခဲ့ဘူးတာကြောင့်ဘဝင်းဖြောင်းနိုင်စွမ်းပေါ်ဘလို့တိုက်ရောက်မှုရှင်မလဲဆိုတာကလည်းရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ F7 ရဲ့ပုံမှာတော့ဒီတောင်ပိုင်းငယ်လေးတွေပြောင်းနေတာကို DW ဇက်ကထောက်ပြထားပေမဲ့လေအတိပြုလို့တော့မရသေးပါဘူး။ FH ပေါ်မှာအမေရိကန်က F47 အစင်းကြီး185စင်းမာယူထားတယ်လို့ဖော်ပြထားပါတယ် ဒီအရွတ်ဟာလက်ရှိအမေရိကန်မှာရှိတဲ့ F22 လေယာဉ်ရေထွက်189ဇင်းနဲ့ခံမှန်းခြေတူညီနေတာကြောင့် F47 ဟာ F22 တွေကိုတိုက်ရိုက်အစားထုတ်ဖို့ရည်ရွယ်ထားတယ်လို့ယူဆရပါတယ်။ဒါပေမဲ့ဒါဟာကနဦးခံမှန်းချက်သာဖြစ်နိုင်ပြီးနောက်ပိုင်းမှာပြောင်းလဲနိုင်ခြေရှိပါတယ်။ဒါမှမဟုတ်နှစ်မျိုးစလုံးကိုအသုံးပြုဖို့လည်းဖြစ်နိုင်ခြေရှိနေတာပါ။ F47 ရဲ့ဒေထွေမှုအစီအစဉ်တစ်ခုတည်းကိုပဲအမေရိကန်ဒေါ်လာဘီလီယံ20ခန့်ကုန်ကြမယ်လို့ဖော်ပြထားပြီးသားလည်းဖြစ်ပါတယ် F47 ဟာ F35 တဲ့ဈေးရဈေးနှုန်းထက်သုံးသလောက်ကုန်ချနိုင်မယ်လို့ဖွင့်ရခဲ့ပြုပါတယ်။ဒါကြောင့် F47 တဲ့ဈေးရဈေးနှုန်းကိုအမေရိကန်ဒေါ်လာတန်း300လောက်ဖြစ်မယ်လို့ခန့်မှန်းထားကြတာပါ။လေယာဉ်185ဈေးအတွက်ဆိုရင် စုစုပေါင်းဒေါ်လာ55.5ဘီလီယံကျသင့်မှာပါ။ထဲပေါင်းတီထွေမှုကုန်ရဈေးကိုပေါင်းထည့်လိုက်ရင်ဒီတိုင်းလေးအောင်စုတဲ့အတွက်စုစုပေါင်းဒေါ်လာ85.5ဘီလီယံကုန်ကြမယ်လို့ခန့်မှန်းရပါတယ်။ဒီကုန်ကြမ်းဈေးဟာအမေရိကန်ကအရင် F22 အစီအစဉ်အတွက်သုံးဆွဲခဲ့တဲ့ ဒေါ်လာ90ဘီလီယံနဲ့နှိစက်တာကြောင့်ငွေကြေးဖောင်းပွားမှုကိုထည့်တွက်ရင်အစိုးရကြီးတော့မဟုတ်ဘူးလို့ပဲပြောရမှာပါတကယ်တမ်း F47 ကိုအခုမှစတင်ထွင်ရင်ဂုံကြားဆဲကပိုးရောင်များနေကုန်မှာဖြစ်ပါတယ်အရင်ကအကုံကြားများတဲ့အရင်အစီအစဉ်တွေကနေရခဲ့တဲ့နှိပညာတွေကြောင့်ဂုံကြားဆဲကိုရှော့ချနိုင်ခဲ့တာဖြစ်နိုင်ပါတယ် AVN ချက်လက်စရာရဆိုရင် F47 တွေကို2025နဲ့2029ကြားကာလတွင်စတင်အသုံးပြုနိုင်လိမ့်မယ်လို့မျှော်လင့်ရပါတယ် ဒါပေမဲ့ TWS ရဲ့အဆိုအရကတော့ဒီထံတော့ကြအောင်မဲလို့တည်ထားရတာပါလေရင်ရဲ့ဒီဇိုင်းပုံတွေကိုပဲမြင်ဘူးသေးတာကြောင့်2025မှာစတင်ပြန်တန်းဖို့ဆိုတာမဖြစ်နိုင်သေးပါဘူးလေရင်ဒီစောက်သူတွေကဒီလေရင်ကိုလှုပ်ဝက်ဖန်တီးထားတာဘေးလုံးနေပါဖြစ်နေရင်တော့ဘွားကနေထွက်လာဖို့အခြေအနေတွေရှိနေတာပါ TWZ ကတော့ဒီလေယုံတွေကိုအစောဆုံးတွေ့နိုင်တဲ့အချိန်ကတော့2030လောက်မှဖြစ်မယ်လို့ခန့်မှန်းထားကြပါတယ်။ဒါပေမဲ့ Trando က Voring ကိုတွန်းအားပေးရင်တော့ဒီထက်ပိုဆော်ပြီးတွေ့လာရနိုင်ကြတွေရှိနေတာပါ။ F47 စီမံကိန်းမှာတွဲဘက်တိုက်ခိုက်ရေး drone တွေပါဝင်တာကလေအဓိကအစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်ဒီ drone တွေက F47 လေယာဉ်မှုကိုကင်းထောက်ပေးတာပြင်မရှာပွေပေးတာတွေအပြင်ဓာတ်ရိုက်တိုက်ခိုက်တာတွေလည်းလုပ်ပေးနိုင်ပါတယ်ဒီ drone တွေကိုတော့ CCA လို့ခေါ်ကြတာပါအမေရိကန်က CCA drone unit 1000ကျော်မှာယူဖို့ရည်ရွယ်ထားပြီး F47 ဒဇင်းစီအတွက် CCA 5စင်းကတိစောက်သွားမယ်လို့သိရပါတယ် အများစုကတော့ F47 ရဲ့ဒီဇိုင်းနဲ့ပေါင်းစပ်ထားတဲ့ YQF42A ဒါမှမဟုတ် YQF44A လို့ဒရုန်းမျိုးတွေဖြစ်မယ်လို့ခန့်မှန်းရပါတယ်။စိတ်ဝင်စားစရာကောင်းတာက DCCA2 ရဲ့သွားနိုင်တဲ့အကွာအဝေးကရေမိုင်900လောက်ရှိပြီး F47 ရဲ့ရေမိုင်1000ကျော်အကွာအဝေးနဲ့ကွာဟနေတာပါ။ဒါအပြင် CCA2 ဟာအတန်တန်နှေးတဲ့အမြန်နှုန်းနဲ့ပဲသွားလာနိုင်မယ်လို့ရေပွေအားဖြင့်ယူဆရပါတယ်။ဒါဆိုရင် F47 အမြန်နှုန်းအဖြစ်နဲ့သွားတဲ့အခါ CCA2 ကလိုက်မမိနိုင်ကြပါဘူး။ ဒါကြောင့် drone တွေကိုအသုံးပြုတဲ့အချိန်မှာ F47 ကိုစိတ်ကြိုက်ပြန်တန်းလို့မရဘူးဆိုတဲ့သဘောမျိုးဖြစ်နေတာပါ CCS တွေမှာဘုံရင်ဖြောင်းနိုင်စွမ်းတချို့ပါဝင်ပေမဲ့အချိန်နဲ့ကုန်ကျစရိတ်ကန့်သက်ချက်တွေကြောင့် F47 ကိုရိုင်းလောက်ဘုံရင်ဖြောင်းနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့သူတို့ဟာဈေးသက်သာတဲ့လေယာဉ်မဲ့ platform တွေဖြစ်တာကြောင့်လေယာဉ်မှူးထိန်ချုပ်တဲ့ F47 ထပ်ပို့ပြီးအပြန်စည်းခံနိုင်တယ်လို့ဆိုလိုတာမျိုးဖြစ်ပါတယ်တဘောကတော့ CCS တွေကိုလေယာဉ်မှူးကထိန်ချုပ်ပေးစရာမလိုပါဘူးသူတို့ဘာသာ track ချက်ပြန်တန်းကြမှာဖြစ်ပါတယ် ဒီအမြန်နှုံးနဲ့အကွာအဝေးကွာချက်တွေကိုအနာဂတ်မှာတိုးတက်အောင်လုပ်နိုင်ရင်တော့ A47 တွေနဲ့ CCA တွေအတွင်းဆက်မိမိလှုပ်ရှားတာကိုမြင်ရမှာပါပဲ။နေကောင်းချုပ်နေနဲ့ခြုံပြောရရင်တော့ A47 ရဲ့သူ့ရဲ့ Dreamer Drone လေးဟာဝေမာပို့ချနိုင်မဲ့မျိုးဆက်သစ်စနစ်တစ်ခုဖြစ်လာမှာပါ။သူ့ရဲ့ထူးခြားတဲ့အကွာအဝေးမြန်နှုံးနဲ့တာလုံးနဲ့ပုံရင်းဖြောင်းနိုင်စွမ်းတွေကအနာဂတ်လေကြောင်းတိုက်ပွဲတွေကိုပြောင်းလဲဖြစ်နိုင်မဲ့အလားအလာရှိနေပါတယ်။ ဒီတွင်စဲလေကြောင်း project တွေထဲမှာဒီရတွဲဆက်ကိုရှင်းလင်းမဲ့ project ကိုလည်းမတွေ့သေးပါဘူး F47 ရဲ့တရွင်တွေကြီးလာရင်တရုတ်နဲ့ရုရှားတို့ကဘယ်လို project တွေကိုထုတ်ပြပြီးအန်ဩစရာဖြစ်အောင်လုပ်မလဲဆိုတာလည်းစိတ်ဝင်စားစရာကောင်းနေပါတယ်အဲ့တော့ဒီ video လေးကတော့ဒီလောက်ပါပဲဒီ F47 ရဲ့အချက်လက်တွေနဲ့ပတ်သက်ပြီးသင်ရောဘယ်လိုထင်ပါသလဲအခုပေါ်ပြခဲ့တာတွေကအမေရိကန်ဟာလာမယ့်စဲစုနဲ့အနေငယ်တွင်လေကြောင်းလမ်းမဟုတ်ဘူးကိုအာမခံနိုင်မဲ့ platform တစ်ခုကိုတည်ဆောက်နေတယ်ဆိုတာပါပဲ တင်ရထင်မြင်ချက်တွေကိုမှတ်ချက်တွေမှာမျှဝေပေးခဲ့ဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်